မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့လေထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ရွှေပြောင်းလုပ်သားတွေပေါ့အထူးသဖြင့်အမျိုးသားတွေသူတို့နေဇက်ကိုရောက်တာနဲ့စမုထံဖို့တိုက်ရိုက်ဆူဆောင်းခံနေရတယ်ဆိုတဲ့သတင်းတွေကြားနေရတယ်အဲ့ဒါလေးကိုဒီနေ့အသေးစိတ်ဆွေးနွေးကြည့်ကြတော့ဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကဟိုတော်တော်လေးပြောနေကြတဲ့ကိစ္စပါပဲအထူးသဖြင့်ကော့ထောင်းနေဆက်ပေါ့ အဒီမှာဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ຢာရတဲ့အချက်လက်လေးတွေရှိပါတယ်ဟုတ်ကဲ့ဆိုတော့အဓိကကော့ထောင်းပေါ့နော်အဲ့ဒီငါအခြေအနေတွေကိုအခြေခံပြီးဘာတွေတကယ်ဖြစ်နေလဲဆိုတာနားလည်အောင်စူးစမ်းကြည့်ကြအောင်ပါဟုတ်ပါတယ်အဲ့ဒီမှာစိတ်ဝင်စားစရာအချက်တခုကဗျာဒီနေ့ပထမ6လအတွင်းပေါ့ဇန်နဝါရီကနေဇူလအထိထိုင်းဘက်ရနောင်းကနေပြန်ပို့ခရရတဲ့သူစုစုပေါင်းတထောင်ဆက်ကန့်ဦးရှိတယ်လို့ပတ်တန်းတွေကဆိုတယ်อืมတထောင်ကျော်တော့ဟုတ်ကဲ့ ဲ့ဒီတဲကမှအမျိုးသားကရောက်9ရောက်ကျော်လောက်ပါတယ်ဆိုတော့အများစုပေါ့အဲ့ဒီအမျိုးသားအများစုနေပါဟာစစ်မှုထားဖို့တမ်းပြီးဖမ်းဆီးဆူဆောင်းခံလာရတယ်လို့ဒေသခံတရင်ရဲမြို့တွေကအခိုက်အမာပြောနေကြတာပြောဟဲတထောင်ကျော်ပြန်ဖို့ခံရတယ်အဲ့ဒီထဲက9ရောက်ကျော်ဆူဆောင်းခံလာရတယ်ဆိုတော့ဒါတော်တော်များတဲ့ရေတွက်ပဲနော်တုံလို့ဆရာပဲတို့မြန်မာဘက်ကိုပြန်ရောက်ရောက်ချင်းဘလို့အစိမ့်နေနေဂျုံရတာလဲဒီဆူဆောင်းမှုကဘလို့ပုံစံမျိုးနဲ့လောက်တာလဲဟင်အမ်တရင်တွေရဆိုရင်တော့လေ ကောတောင်းဘက်ကိုသူတို့ရောက်ပြီဆိုတာနဲ့အဲ့ဒီမှာတန်ယုံဘက်ကတောင်းဝင်ရှိသူတွေနောက်လိုဝါကလိုဝင်မှုကြီးကြီးရေအရာရှိတွေပေါ့သူတို့ကအရင်ဆုံးစစ်ဆေးမေးမြန်းမှတန်းယူတယ်ဟုတ်ကဲ့ပုံမှန်လုပ်ငန်းစဉ်လိုပေါ့ဟုတ်ကဲ့အဲ့ဒီအဆင့်ပြတာနဲ့တစ်ဆက်တည်းမှာပဲစစ်ကောင်စီတပ်ဘက်ကအဲ့ဒီဒေသမှာအခြေစိုက်တဲ့ခမရ၂ချောင်းနေလို့သိရတယ်အဲ့ဒီတိုင်ရင်ကတောင်းဝင်ယူပြီးတော့ခေါ်သွားတယ်လို့ဆိုပါတယ်အော်လောကစစ်ပြည်တာနဲ့တက်ကတန်းခေါ်သွားတာအမျိုးသား60ရောက်အမျိုးသမီး6ရောက် အဲ့ဒီမှာအမျိုးသမီး6ယောက်ကိုတော့အိမ်ပြန်ခွင့်ပေးလိုက်တယ်။ဒါပေမဲ့အမျိုးသား62ယောက်လုံးကိုတော့စစ်တပ်ထဲတန်းခေါ်သွားတယ်လို့သိရတယ်။ဆိုတော့ထိုင်းကပြန်ပို့လာတယ်မြန်မာဘက်ကစစ်တပ်ကတန်းခေါ်သွားတယ်။တရိုက်လမ်းကြောင်းကြီးလိုဖြစ်နေတာပေါ့နော်။ခေါ်သွားပြီးရင်ရောက်ပါဆက်ဖြစ်လဲ။ချက်ချင်းစစ်တင်တန်းနေပါတယ်ပေးတာလား။အဲ့ဒီလိုခေါ်သွားပြီးရင်ကော့တောင်းချစ်မိုင်မှာဆေးရုံတစ်ခုရှိတယ်တဲ့။အဲ့ဒီမှာဆေး3ချိန်လောက်စစ်တယ်လို့ပြောတယ်။3ချိန်တော့ဟုတ်တယ်။အဲ့ဒီဆေးစစ်တာအောင်ပြီးဆိုရင်တော့စစ်တင်တန်းပြီးတယ်။ ဒါပေမဲ့တင်တန်းကရရန်တူတယ်ဗျာတပတ်လောက်ပဲတဲ့ဟင်တပတ်ဟုတ်တယ်တပတ်ပဲကြာတဲ့အခြေခံစစ်တင်တန်းအမြန်ပေးပြီးတော့ရှေ့တန်းစစ်မြင်တပ်ဖြစ်နေကိုတိုက်ရိုက်ပို့တယ်လို့အဲ့ဒီကနေလွတ်မြောက်လာတဲ့သူတချို့ကပြန်ပြောပြတယ်တပတ်တင်တန်းနဲ့ရှေ့တန်းတိုက်ရိုက်ပို့တယ်ဆိုတော့တာတော်တော်လေးကြောက်စရာကောင်းတဲ့အခြေအနေပဲသူတို့စစ်မှုထမ်းချင်လားမထမ်းချင်လားစန္ဒပ်တဘိုးသားကိုတော့မင်းမြန်တာမျိုးမရှိခဲ့ဘူးလားအဲ့ဒါကအဓိကအချက်ပဲဗျာ အဲ့ဒီလိုစူဆောင်းခံရပြီးတော့ပြန်လဲထွက်ပြေးလွန်မြောက်လာတဲ့လူငယ်တယောက်ရဲ့ပြောပြချက်ရာဆိုရင်စစ်မှုထားမှုစန္ဒရှိလားမရှိလားဆိုတာကိုလုံးဝလုံးဝကိုမေးမြန်းတာမရှိခဲ့ဘူးလို့သူကအခိုင်အမာပြောတယ်လုံးဝမမီးဘူးပေါ့ဟုတ်တယ်သူတို့အဖွဲ့ဆိုရင်ဇန်နဝါရီ27ရက်နေ့ကပြန်လွှဲခံရတာအမျိုးသားအယောက်80ကျော်ပါတယ်အကုန်လုံးကိုဆေးစစ်တယ်တယောက်ပဲဆေးကြတယ် ကျန်တဲ့သူအလုံးကိုခလဲရ431ဆိုတဲ့တန်ရင်စီတန်းဖိုလိုက်တယ်လို့ဆိုတယ်။အော်အဲ့ဒီတန်ရင်ကနေမှတင်တန်းကြောင်းကိုဆက်ပေါ်တာလား။ဟုတ်ပါတယ်။အဲ့ဒီကနေမြွေမြော်နဲ့ရွှေတူးရွာနားမှာရှိတဲ့တိုက်ခိုက်ရင်းနဲ့စီယုံရေးတင်တန်းကြောင်းဆိုတဲ့နေရာကိုပို့ပြီးတော့ဆယ်ရက်ကျော်လောက်တင်တန်းပေးတယ်လို့သူကပြန်ပြောပြတယ်။ဆယ်ရက်ကျော်။อืม။သူကအသက်သူရင်းပြီးတော့လေရန်ခက်ခက်ခက်ခဲထွက်ပြေးခဲ့ရတာပါဆိုပြီးပြောပြပါတယ်။တကယ်ကိုကြည်ကွေးစရာတွေ့ကြုံဒီပဲနော်။ အဲ့ဒီထွက်ပြေးလွတ်မြောက်လာတဲ့သူကတော့အခုလက်ရှိအခြေအနေဘလို့ရှိလဲသူလွတ်မြောက်သွားပြီလားဖေရောက်နေလဲအခုလက်ရှိတော့သူကလုံခြုံတဲ့လွတ်မြောက်ဒေသတခုကိုရောက်နေပြီလို့တော့သိရပါတယ်ဒါပေမဲ့အခက်ခဲက သူမိသားစုကထိုင်းနိုင်ငံမှာကျန်ခဲ့တာအဲ့ဒီဘက်ကိုလုံခြုံရေးအရာ ပြန်သွားလို့မရသေးတဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။အော်မိသားစုနဲ့လည်းခွဲနေရတာပေါ့။ဟုတ်တယ်။သူ့လိုအဖြစ်မျိုးဂျုံရတဲ့သူတွေအများကြီးရှိနေပါတယ်။နောက်ပြီး ကျေကျေပြန်ပြန်ကြည့်ရင်လေဒီလိုစစ်ကုံစီတက်ထွဲကိုရောက်သွားပြီးမှပြန်ထွက်ပြေးလာတဲ့စစ်မှုတန်တစ်တီအတင်းအကျပ်ဆူဆောင်းခံရသူတွေတော်တော်များများရှိလာပုံရတယ်။ဟုတ်ကဲ့။တခြားထောက်ထားတွေရောရှိသေးလား။ DBB တရင်ဌာနကပြုစုထားတဲ့စာရင်တစ်ခုရှိတယ်ဗျာ။ဒါကတိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ PDF တွေရဲ့ထုတ်ပြန်ချက်တွေကိုအခြေခံထားတာပေါ့။အဲ့ဒီစာရင်အရာဆိုရင်2025ခုနှစ်ရဲ့ပထမ3လအတွင်းမှာတင် စစ်ကောင်စီတပ်ကနေထုတ်ပြလာတဲ့စစ်မှုတန်းတဲ့ယာဒီ1026ရောက်အထိရှိတယ်လို့ဖော်ပြထားတာတွေ့ရတယ်။အော်ပထမ3လအတွင်းမှာတင်ယာဒီ1026ရောက်ဒါကလည်းမတန်းဝန်အရေးအတွက်ပဲရှိမှာနော်။ဟုတ်မှာပေါ့။တကယ်တမ်းအရေးအတွက်ကတာထက်ပုံများနေမှာလေ။ဆိုတော့ဒီအချက်လက်တွေအားလုံးကိုခြုံငုံကြည့်တိုင်းထိုင်းကနေပြန်ပို့ခံရတဲ့မြန်မာမျိုးသားတွေအထူးတွေဖြစ်ကော့တောင်းကိုရောက်လာတဲ့သူတွေဟာနေဆက်မှာတင်တိုက်ရဲစစ်မှုထမ်းဖို့အတင်းအကျပ်စုဆောင်းခံနေရတယ်။သူတို့ရဲ့ဆန္ဒကိုလုံးဝမေးမြန်းမှုမရှိဘူး။ ရစ်တိုတင်တန်လေးပဲပေးပြီးရှေ့တန်းကိုပို့ခံနေရတယ်ဟုတ်ကဲ့အေးဒီကအသက်လူပြီးထွက်တည်ရုံရောက်လာသူတွေရဲ့ကိုတွေ့ပြောကြားချက်တွေရှိနေသလိုအခုနပြောတဲ့တခြားထွက်ပြေးမှုကိန်းကနန်းတွေကလည်းတာကိုအတီးပြုတ်နေသလိုပါပဲဒီချင်းနေတွေကစစ်မှုထမ်းဥပဒေကိုလက်တွေ့မှာဘလို့အထုံးချက်နေလဲဆိုတာနဲ့ပတ်သက်ပြီးမေခွန်းထုတ်စရာတွေအများကြီးဖြစ်နေတာပေါ့နော်ဟုတ်ပါတယ်အတီးအကျပါပဲဒီနေရာမှာနောက်ဆက်သွဲ့ဆန်းစားရတူကိုပါလဲဆိုတော့ဗျာ ဒီလိုအတင်းအချစ်စစ်မှုထမ်းဆုဆောင်မှုကနေလွတ်မြောက်လာကြတယ်။ဒါပေမဲ့ကိုမိသားစုရှိတဲ့ကိုရဲ့မူလအခြေပြုရနေရာဖြစ်တဲ့ထိုင်းနိုင်ငံလိုနေရာမျိုးကိုပြန်မသွားနိုင်ဘူး။လွတ်မြောက်နေပြီလို့ခေါ်တဲ့နေရာတွေမှာပဲဆက်နေနေကြရတယ်။อืมဟုတ်တယ်။အဲ့ဒီလိုလူတအုပ်ချင်းစီအတွက်တို့ရဲ့ရေရှည်အနာဂတ်ကဘယ်လိုပုံစံဖြစ်လာနိုင်မလဲ။တို့တို့အတွက်ရွေးချယ်စရာလမ်းတွေကတော့ပါလီရှိနိုင်မလား။ ဒါကတော်တော်လေးကိုအလင်းနဲ့ထားစဉ်းစားရမယ်မိငွန်းတစ်ခုဖြစ်လာပါတယ်ဟုတ်ကဲ့ပါဒီချက်ကဒီကဲပဲဆက်လက်ဆွေးနွေးပြီးအဖြစ်ရှာတဲ့အရေးကြီးတဲ့အချက်ချက်ပါပဲဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်